SIF ပေါ်တာက online ကျောင်းအစ်စ်လေးဆိုတော့ကျောင်းသားတယောက်အနေနဲ့ဆရာတယောက်အနေနဲ့ဒါမဟုတ်ဝန်ထမ်းတယောက်အနေနဲ့ပါဝင်လို့ရလားဘယ်လိုမျိုးပါဝင်လို့ရလဲဆိုတာလည်းရှင်းပြပြလို့ရမလားဒီလိုမျိုးမေးခွန်းကိုမေးတဲ့အတွက် ကျွန်တော်အနေနဲ့ရန်အားရှိဖို့ပေါ့နော်ကျွန်တော်တို့အရင်ဆုံးဟိုပြောချင်တာဒီပညာလိုဦးတည်မရှိဆိုရဲစကားအတိုင်းပဲပေါ့နော် SIF မှာကဒီအသက်အရွယ်အပိုင်းခြားမရွေးဘူ ဒီပညာရေးချင်းတွေကန့်သက်ထားမျိုးမရှိဘူး။ဒါနဲ့ဒီလေလာသင်ယူလို့ရနိုင်တဲ့ platform ဖြစ်နေတဲ့ရှိသွားဖို့ဆိုလို့ရှိရင်ဒီ manager ကြီးရဲ့အလျောက်အဖက်ဖက်ကနေဘူးပေါင်းဆောင်ရွက်မှုကိုအများကြီးလိုအပ်တယ်ပေါ့နော်။ SIR platform ကိုတက်ရောက်ခြင်းနဲ့သူတွေအနေနဲ့ဆိုလို့ရှိရင်လည်းကျွန်တော်ရှေ့မှာရှင်းပြခဲ့တယ်လို့ပေါ့နော်။ကျွန်တော်တို့ face ဟိုပိုင်းခြားကာလတွေဖြတ်တန်းအောင်မှာရှိရဲ့အဲ့အတွက်ဒီ face တွေမှာကိုယ့်ရဲ့ ပါဝင်ပတ်သက်မှုကိုညီညီညွတ်ညွတ်နဲ့ဒါဟိုစုပေါင်းပြီးတော့ပြသပေးနိုင်မယ်ဆိုလို့ရှိရင်ရန်ကောင်းတယ်ပေါ့နော်ဆိုတော့ဒီမှာ workshop တင်းတန်းနေလာမယ်ဆိုလို့ရှိရင်လည်းဒါဒီအချိန်မီစီးရင်ပေးတာမျိုးတွေပြီးတော့ကျွန်တော် beta phase တွေမှာဆိုလို့ရှိရင်လည်းဒါဖိတ်ခေါ်သွားမယ်ဒီ season တွေမှာပါဝင်ပေးတာမျိုးတွေနောက်ပြီးကျွန်တော်အခု SIFJ social media channel တွေကို follow ုပ်ပေးပြီးတော့ဒီကျွန်တော်တို့ဟိုမိစင်တင်နေတဲ့ဒီ content တွေမှာလည်းဒါ comment တွေပေးပြီးတော့ပူပေါင်းပါဝင်ဒါမျိုးတွေလုပ်လို့ရတယ်ကျွန်တော်တို့ဒီဘက်အဖွဲ့သားတွေကလည်းအများကြီးအများကြီးဒါ season တွေပြေးသွားဖို့ရှိတယ်ပေါ့နော်အဲနောက်တစ်ခုကဒီ SIF platform မှာကိုယ့်ရဲ့တကြွနဲ့ဒီပညာရပ်တွေကိုသင်ကြားပို့ချပေးခြင်းနဲ့ဆိုလို့ရှိရင်လည်း ကျွန်တော်တို့အနေနဲ့အများကြီးအများကြီး welcome လုပ်တယ်ပေါ့နော်ဆိုတော့ဒီဘန်နာရေးနဲ့သက်ဆိုင်တဲ့ဟိုအကြောင်းအရာတွေကိုတော့ပို့ပြီးတော့အဓိကထားပြီးကျွန်တော်တို့ကသွားတာဖြစ်တဲ့အတွက်ဒီပညာရည်တင်နဲ့ဟိုကြီးတွေ့ကြံကျင်တဲ့သူတွေမိသူမဆိုးပေါ့နော် ကျွန်တော်တို့စီဆက်သွယ်လို့ရတယ်တူချင်းဖြစ်စေပေါ့နော်ဒီ institution ဖြစ်စေကျွန်တော်တို့လာရောက်ပြီးတော့ကျွန်တော်တို့အတူတူပူးပေါင်းဆောင်ရွက်နိုင်မယ့် ါတွေကိုဆွေးနွေးလို့ရတယ်ကျွန်တော်တို့ SIF အနေနဲ့လည်းဒီလက်တွဲလှုပ်ဆောင်သွားဖို့ဆိုပြီးတော့ဒီမိဖတ်ပါနာတွေကိုလည်းရှာဖွေနေတာမျိုးရှိတယ်ပေါ့နော်ဒီတင်းနှန်းကြောင်းနေနဲ့ဒီတက္ကသိုလ်တွေနဲ့ပူးပေါင်းဆောင်ရွက်ပြီးလှုပ်ဆောင်လို့ရတယ်ဒီပညာရေးနဲ့ပတ်သက်တဲ့အသိမှတ်ပြုမှုတွေဟိုဒီ certificate လက်မှတ်တွေရေယုံကြည်မှုရှိအောင်ဒီအသိမှတ်ပြု ဖွဲ့စည်းတွေနဲ့ပေါ့နော်နိုင်ငံတကာကိုခြေစပ်နိုင်ဖို့လိုအပ်တဲ့ဒီ institution တွေနဲ့ပူးပေါင်းဆောင်ရွက်သွားဖို့ရှိရဲ့နောက်ပြီးဒီနည်းပညာပတ်မှုမှုအပိုင်းပေါ့နော်ကျွန်တော်တို့ technology နဲ့ပတ်သက်ပြီးဒီ SI platform မှာဒီဒီ platform development ထဲမှာပေါ့နော်ဒါ kit ပေါ် AI နည်းပညာ tools တွေထည့်သွင်းကျင်တာမျိုးတို့ဒါပညာရေးနဲ့ပတ်သက်တဲ့ဒီ technology ပတ်မှုမှုတွေ ပါဝင်ကြတာမျိုးဆိုလို့ရှိရင်လည်းကျွန်တော်တို့ CEO ဆက်သွယ်ဖို့အမြဲတမ်း welcome လုပ်တယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ဒီပညာရေးဆိုတာကတူတူတယောက်တဲတဲ့ဖွဲ့တဲ့နဲ့ဟိုလှုပ်ဆောင်နိုင်တဲ့အရာမျိုးမဟုတ်ဘူးလို့လည်းကျွန်တော်ယုံကြည်ရပါတော့အဲ့ဒီတော့ဒီကျွန်တော်တို့ဒီဆိုရငွေကြီးဌာနတွေအပါအဝင်ဒီ NGO အဖွဲ့အစည်းတွေနဲ့လည်းတော်လှန်ရေးအလွန်ပေါ့နော်မြန်မာနိုင်ငံတက်မှာ ခြားဒေတာတွင်နိုင်ငံဒီ CEO ပေါက်ရအောင်ချက်တွင်နိုင်အောင်ဆိုပြီးတော့လည်းကျွန်တော်တို့ဟိုလက်တွဲလှုပ်ဆောင်လိုတဲ့ဆန္ဒတွေရှိတယ်ပေါ့နော်နောက်ဆုံးတစ်ခုကတော့ဒီ SIF ရဲ့ဟို platform မှာကယ်၍ဒါចောင်းသားအနေနဲ့လည်းမဟုတ်ဘူးဒါတင်ကြားရေးအနေနဲ့လည်းမဟုတ်ဘူးဒီ SIF ရဲ့ဝန်ထမ်းအဖြစ်နဲ့ဒီပညာရေးကိုစိတ်အားထက်သန်တဲ့လူငယ်လူရယ်တွေဟိုဒီပညာရှင်တက်ပညာရှင်တွေ ကိုလည်းကျွန်တော်တို့အနေနဲ့ဖိတ်ခေါ်သွားဖို့အစီအစဉ်လေးရှိပါတယ်ပေါ့နော်အထူးအရေးကြီးဆုံးကတော့ပေါ့နော်ကျွန်တော်တို့ခု STB ရဝန်းမှာတက်ကြွတဲ့ community member တွေလိုမျိုးတော်လိုင်းလူငယ်တွေအပါအဝင်ပေါ့နော်ဒါမိဘပြည်သူတွေရောကျွန်တော်တို့နဲ့အတူတူပူးပေါင်းပြီးတော့လက်တွဲသွားကြမယ်မိဖက် partner ကောင်းတွေကဒါလည်းကျွန်တော်တို့ဒီလက်တွေ့ကြတဲ့အလုပ်တွေစုစုစည်းစည်းနဲ့စုပေါင်းပြီးတော့လုပ်နိုင်မယ်ဆိုလို့ရှိရင် ဒါကျွန်တော်တို့ပညာရေးအလင်းဆက်လေးတွေစုပေါင်းတဲ့အခါမှာဒါရောင်နီတန်းနဲ့အနာဂတ်ကိုချေကိုယ်တိုင်ကိုလက်ကိုချင်နဲ့ချေမုံနိုင်မယ်လို့ကျွန်တော်ယုံကြည်တယ်ပေါ့နော်ဒီလိုမှသာလေကျွန်တော်တို့နောက်လာမယ့်ဒီမြန်မာနိုင်ငံတက်မှာစီးပွားရေးကဏ္ဍတွေမှာဦးဆောင်ကြမယ်ဒီ fintech leader တွေပေါ့နော်ဒါမျိုးတွေကိုလူငယ်လူရယ်တွေကိုကျွန်တော်တို့ဒီအနာဂတ်အမွေတခုကိုဒီပညာရေးအမွေတခုကိုလက်ဆင့်ကမ်းမိနိုင်မှာဖြစ်တယ်ပေါ့ ဒီလိုမှသာလင်ကျွန်တော်တို့ကဥပမာဒီ AI နီးပညာကိုအခုဒီသမိုင်းစာရေးတော့ကောင်းကောင်းအသုံးချတတ်တဲ့လူငယ်တွေဖြစ်အောင်ဒီနိုင်ငံတကာနဲ့ယဉ်ပောင်တန်းနိုင်တဲ့မြန်မာလူငယ်တွေရဲ့ဒီ fintech နီးပညာအခြေပြုပေါ့နော်အခြေပြုတဲ့ဒီ startup တွေပေါ်ပေါက်လာအောင်ကျွန်တော်တို့ကိုယ်တိုင်အားထုတ်သွားအောင်ပေါ့မင်းအဲ့တော့ SCIF ကိုယ်တိုင်ကလည်းဒီကျွန်တော်ရှေ့မှာဆွေးနွေးခဲ့တဲ့ဘိုးဆုံးကျူးလေးပမာပေါ့နော် ဖြစ်တယ်လို့ခေပညာတဲ့လူငယ်တွေကလည်းပိုဆောင်ကျူးလေးတွေဖြစ်တဲ့အတွက်ဒီလူငယ်လူရွယ်တွေပေါ်မှာကျွန်တော်တို့ပညာရေးအရာပေါ့နော်ရင်းနှီးမြှုပ်နှံပွားဖို့အတွက်ကိုအမြဲတမ်းရှေ့တန်းတင်နေမှာဖြစ်တယ်ပေါ့လို့အဲ့အတွက်ကျွန်တော်ထပ်ပြီး emphasize လုပ်ချင်ကြတာကဟိုကျွန်တော်တို့အကူအညီရနိုင်သမျှရနိုင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ SIF platform နဲ့ဒီပညာရေးကဏ္ဍမှာ fintech ပညာရေးကဏ္ဍမှာပါဝင်သွားကြမယ် community ကအရန်ကို အချိန်ခုန်ခုန်နဲ့ဒီနိုင်ငံတစ်ခုချီတက်နိုင်မှာဖြစ်ပါတယ်ပေါ့နော်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်